Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဗောနော်ဒီပင်းစားခြင်းနဲ့ပတ်သက်ပြီးတော့ပြောကြရအောင်ကျွန်တော်ကအပိုင်း၃ပိုင်းနဲ့ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်၁ကတော့ပင်းဥပြုံတလုံးရဲ့အာဟာရတမောတွေကြောင်းနံပါတ်၂ကတော့ပင်းဥကိုတတိထားစားသုံးသင့်တဲ့သူတွေကြောင်းနံပါတ်3ကတော့ပင်းဥကိုဘယ်သူတွေပိုစားသင့်တယ်လဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။နံပါတ်1ပင်းဥပြုတ်ကြလုံးရဲ့အာဟာရတံပိုး ျွန်တော်တို့ဒီပြုတ်ထားတဲ့ပေယူမှာဆိုလို့ရှင် သူရဲ့အာဟာရဓာတ်ပုံတွေနေနေရတော့ကယ်လိုရီနဲ့အာဟာရဓာတ်တွေကိုယဉ်ကျေးလိုက်ကြရအောင်ကယ်လိုရီ180ခွန်ကာဗွန်ဟိုက်ဒရိတ်55တက်တမခွန်ဂရမ်အမြင့်တက်6တက်တမခွန်ဂရမ်ပရိုတင်း3ညတက်တမခွန်ဂရမ်အဆီတက်3ညတက်တမ1ဂရမ်တော့ပါရှိတာပဲဖြစ်ပါတယ်နောက်ထပ်ဗီတာမင်တွေနေနေဆိုလို့ရှင်လေမက်ဂနီ3ညတက်မှာ6မီလီဂရမ်ဖြစ်ပါတယ်။တနေ့တော့လိုအပ်ချက်ရဲ့30%ကနေနှုန်းထိပါဝင်ပါတယ်။ဗီတာမင် B6 ်3ညတမ4မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့22ရာခိုင်နှုန်းဖြစ်ပါတယ်။ဗီတာမင် E 3တမ6မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့15ရာခိုင်နှုန်းဖြစ်ပါတယ်။ဗီတာမင် C 6တမ6မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့17ရာခိုင်နှုန်းဖြစ်ပါတယ်။တောင်းရမယ်ဗီတာမင် B1 ဖြစ်ပါတယ်။3ညတမ1မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့9ရာခိုင်နှုန်းဖြစ်ပါတယ်။ 4လေဗီတာမင် B9 ဖြစ်ပါတယ်25ဒသမ1မိုက်ခရိုဂရမ်ဖြစ်ပါတယ်ဒီနေ့တော့လိုအပ်ချက်ရဲ့600ခန့်တော့ဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီတာမင်နဲ့အပြင်ပေါ့နော်သတ္တုဓာတ်တွေနည်းနည်းပါရှိပါသေးတယ်ပိုတက်ဆီယမ်639မီလီဂရမ်ဖြစ်ပါတယ်ဒီနေ့တော့လိုအပ်ချက်ရဲ့800ခန့်တော့ဖြစ်ပါတယ်ကောပါ၃ညတရမ3မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့7300ခန့်နှုန်းဖြစ်ပါတယ်။မဂနီဆီယမ်39တရမ6မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လိုအပ်ချက်ရဲ့100ခန့်နှုန်းဖြစ်ပါတယ်။ Ball Spray 100 mg ဖြစ်ပါတယ်။တနည်းတော့လိုအပ်ချက်ရဲ့100ရာခိုင်နှုန်းဖြစ်ပါတယ်။တန်တက်1 mg ပါရှိပါမယ်။တနည်းတော့လိုအပ်ချက်ရဲ့900ရာခိုင်နှုန်းဖြစ်ပါတယ်။နံပါတ်1ပင်ဦးပြုတ်ကိုဘယ်သူတွေတတိသားစားသုံးသင့်လဲဆိုတာကျွန်တော်ဆက်လက်ကြည့်လိုက်အောင်။ကျွန်တော်ခုပြောပြမယ့်ယောဂအခန်းရှိသူတွေနေနေရတော့ပင်ဦးကိုစားသုံးတဲ့နေရာမှာတတိထားပြီးတော့စားသုံးပေးသင့်ပါတယ်။သူရဲ့ဘယ်ရက်ဆိုးကျိုးနဲ့တတိပြုချက်တွေကတော့နံပါတ် စီလံချောင်းကြောက်တင်နိုင်ခြင်းပဲဖြစ်ပါတယ်။ပေဦးမှာအောက်စလိတ်ပောင်းဝဲမှုမြန်မာပါတယ်။အဲ့ဒီအောက်စလိတ်ပောင်းဝဲမှုမြန်မာခြင်းကစီလံချောင်းမှာကြောက်တဲခြင်းကိုအားပေးတယ်လို့ဆိုရတဲ့ရှိပါတယ်။ KCN Oxalate ကြောက်ကက်ကြောက်တယ်ဘူးသူတွေအတွက်ဆိုလို့ရှင်တော့ Oxalate နေတဲ့အစားအစာကိုစားသုံးတင်ပြီးတော့ပုံမှန်အားဖြင့်တော့တရက်လျင် Oxalate 40ကနေ50မီလီဂရမ်ခန့်သာကန်တာစားသုံးဖို့အကြံပြုထားကြတယ်လေးရှိပါတယ်။နံပါတ်2ကတော့ခေါရောဂါရှိတဲ့သူတွေဖြစ်ပါတယ်။ပေဦးမှာ ျွန်တော်ခုနကပြောပြခဲ့သလို KCN Oxalate ပါဝင်မှုမြန်မာတဲ့အတွက်ကြောင့်မို့ကောင်းရောဂါရဲ့လက္ခဏာတွေကိုပုံမဆွေရစေနိုင်ပါတယ်။အဲ့ဒီပြင်ဒီ acid နာကျင်မှုကိုလည်းပုံမဆွေရစေနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ခေါရောဂါရှိစုတွေနည်းနည်းရတော့ပိန်းဝစားတဲ့နေရာမှာဒီပမာဏနည်းနည်းတာစားသုံးစေပါတယ်။အကောင်းဆုံးကတော့ဒီရှောင်ကျင်တာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။နံပါတ်3ကတော့အစာချေမိမသားဖြစ်ခြင်းပဲဖြစ်ပါတယ်။ တော်တို့ပိန်းကိုလုံမင်းစားသုံးမိမယ်ဆိုလို့ရှင်တော့ပိတ်ပူတာတွေလေးထတာတွေပြီးတော့တခြားပေါ့နော်အစိမ်းပြဿနာတွေဖြစ်ပေါ်နေနိုင်ပါတယ်ဒီလိုဖြစ်တာကတော့ပေါ့နော်လူတိုင်းတော့မဟုတ်ဘူးအစာချစ်စနစ်အားနည်းတဲ့သူတွေမှာပေါ်ပြီးတော့ဖြစ်တတ်ပါတယ်နံပါတ်၄ကတော့ကြောက်ကကြောက်တဲ့ပုံသူတွေဖြစ်ပါတယ် ။ဘာကြောင့်တည်ထားမှလဲဆိုတာကတော့ကျွန်တော်တို့ဘေးဦးမှာ KCN Oxalate ပါဝင်မှုမြင်ပါတယ်။အဲ့ဒီဓာတ်ကကြောက်ကတ်ထဲမှာကြောက်တွေတည်စေဖို့အားပေးနိုင်ပြီးတော့ခေါရောဂါလက္ခဏာတွေကိုလည်းပုံမဆွေးရဆင်နိုင်လို့ပဲဖြစ်ပါတယ်။ကျွန်တော်ထပ်မှလည်းပြောခဲ့ပူတာရှိပါတယ်။ကျွန်တော်တို့ပိန်းဦးကိုပြောလိုက်မယ်ဆိုလို့ရှင်ပေါ့နော်အော်စလေးပါဝင်မှုတတိတာတာရောကြသွားနေဆိုတော့လေဒီကြောက်ကကြောက်တင်နိုင်ခြင်းတတိတာတာမြန်မာတဲ့သူတွေနည်းနည်းအားတော့လုံးဝရှောင်ကျဉ်ခြင်းဓမ္မမို့ဒီစားသုံးတဲ့အခါမှာပေါ့နော်ပမာဏအငင်းငယ်မျှတာ တန်တဆာတုံးခြင်းကပေါ်ပြီးတော့တင်လျော်မှာပဲဖြစ်ပါတယ်။နံပါတ်5ကတော့တမတင်မှုရှိတဲ့သူတွေပဲဖြစ်ပါတယ်။ပန်းနာရင်ကျယောဂါလို့ယာနာဒီတော့ဒီနှာခေါင်းပန်းနာလို့ယောဂါတွေနှာခေါင်းပန်းနာဆိုတာကကျွန်တော်တို့နှာခေါင်းရဲ့အတွင်းသားတွေရာယံခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။နောက်တစ်ခုကအရေပြားရာယံခြင်းနဲ့ပြီးတော့ဒီဥယောင်ရမ်းတဲ့ယောဂါတွေရှိခဲ့မယ်ဆိုလို့ရှိရင်တော့အလိုကျမရင်ခြင်းနဲ့ရှိသူတွေနေနေပေါ့နော်။ပြီးတော့ဒီဓမ္မတေမှုဆံရယောဂါအခန်းရှိသူတွေနေနေရတော့ ပင်ဝါလက်ရှိယောဂါလက္ခဏာတွေကိုပုံမဆွေးရစေနိုင်လို့ပဲဖြစ်ပါတယ်။ကျွန်တော်ဘာလို့တင်လဲဆိုတာကတော့ပင်ဝစားပြီးရောက်ရာရန်နာတွေရေပြအင်ပြင်ထတာတွေသက်ရှူမဝတာတွေပေါ့နော်။ဒီစားရတမတင်မှုတွေလက္ခဏာတခုပေါ်လာခဲ့မယ်ဆိုလို့ရှင်တော့ချက်ချင်းရက်ပြီးတော့ဆီယံဝင်တဲ့တိုင်ပင်ပြသတတ်ပါတယ်။နံပါတ်6ကတော့စီးကြောယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။ပင်ဝရဲ့ဂလိုင်ဆင်မစ်အညွန်ကိန်းက90ရှိရှိပါတယ်။ ပင်ဝင်ကိုကျွန်တော်တို့ဒီချက်ပြုတ်လိုက်တဲ့အခါမှာပေါ့နော်အဲ့ဒီအညွန်ကင်းကပုံပေါ်မြင့်တက်သွားနိုင်ပါတယ်ကျွန်တော်ဘာကြောင့်တတိထားမှာလဲဆိုတာကတော့ပင်ဝင်ကကာဗွန်ဟိုက်ဒရိတ်ကျွဲဝါးတဲ့အစားအစာတစ်ခုဖြစ်လို့ပဲဖြစ်ပါတယ်ပမာဏနည်းနည်းစားချက်ကသွေးရင်းကြားတတ်ညင်မြမှုအတွက်ကောင်းမွန်နေဆိုပေမဲ့ပမာဏများမယ်ဆိုလို့ရှိရင်တော့စံကျင်ဘက်အနေထားကိုပြောင်းလဲနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့စီတိုယောဂါရှိစုတဲ့နည်းနည်းကတော့သွေးရင်းကြားတတ်ကိုထိန်းကြီးမှုတည်တည်မြတ်သားတဲ့ပမာဏဖြန့်သန်းစားသုံးတင်ပါတယ် ပြီးတော့ဒီကစီတန်နဲတဲ့အသီးရွက်တွေဖြစ်တဲ့အင်းညူနယ်ပေါ့နော်ဘန်ကိုဘီသခွားကြီးစတယ်ပေါ့နော်ဒီအသီးရွက်တွေနဲ့တွဲဖက်ပြီးတော့ပိန်းကိုစားသုံးမယ်ဆိုလို့ရှိရင်တော့အသွေးတွေနဲ့ကြားတက်မြင့်တက်မှုကိုဒီပုံမထင်းချုံနိုင်မှာပဲဖြစ်ပါတယ်။လက်မခွန်ကတော့ကလေးငယ်တွေပဲဖြစ်ပါတယ်။ကျွန်တော်ကလေးငယ်တွေမှာပေါ့နော်အစာချစ်စနစ်ကလူကြီးတွေလိုမဖင်ပြိုးသေးတဲ့အတွက်ကြောင့်မို့အစာချစ်စနစ်အားနေတတ်ပါတယ်။အဲ့ဒီအတွက်ကလေးငယ်တွေကိုပင်း စားခိုင်းမယ်ဆိုလို့ရှင်เนาะဒီပမာဏအငင်းငယ်သာကျွေးမွေးတဲ့နဲ့ဒါကြလို့ကျွေးမွေးတဲ့အခါမှာလေးပေါ့เนาะကလေးရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုကိုစောင့်ကြည့်တဲ့မှာလေးနံပါတ်3အချက်အနေနဲ့ပိန်ဦးကိုဘသူတွေပိုစားတင်တယ်လေပိန်ဦးစားသုံးခြင်းဖြင့်ဘလို့အကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုကျွန်တော်ဆက်လက်ကြည့်လိုက်အောင်ကျွန်တော်တင်းလျော်စွာချက်ပြုတ်ပြီးတော့ဗောနော်ဒီပင်းကိုစားသုံးမယ်ဆိုလို့ရှင်တော့ကျမရဲ့အကျိုးကျေးဇူးတွေကိုပေးဆောင်နေပါတယ်။နံပါတ်1ကတော့အစာချစ်စနစ်ကောင်းမွန်စေရန်လိုလားတဲ့သူတွေပဲဖြစ်ပါတယ်။ ပင်ဦးမှာအမြင်တက်တဲ့ဒီခြေဖြားရခက်တဲ့ကစီရက်တို့ရဲ့ကောင်းမွန်တဲ့အရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။ကျမ်းမာတဲ့အစာချက်လုပ်ငန်းစဉ်ကိုမြင့်တင်ပေးပြီးတော့ဝမ်းချုပ်ချမ်းလွန်ပြည်သနာတွေကိုတက်တာစီကဥတွင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေကိုအာရဖြစ်တင်ပေးနိုင်ပါတယ်။အဲ့ဒီကဝမ်းချုပ်ချင်းဒီပုံမှန်ဖြစ်နေကြလူရင်းနေနေရတော့ပင်ဝါစားသုံးပေးတဲ့အရာလေးဖြစ်ပါတယ်။နံပါတ်2ကတော့သွေးရည်နဲ့ကြားတက်စီမံခန့်ခွဲနေရတဲ့သူတွေပဲဖြစ်ပါတယ်။ကျွန်တော်အထပ်မှာပြောခဲ့တာရှိတယ်။ဒီပေါ့နော် င်းကိုစားတဲ့အခါမှာစီတိုသမားတွေအနေနဲ့အဲခေတ္တစိုက်ထင်းသိမ်းပြီးတော့စားသုံးပေးတဲ့ဆိုတဲ့အကြောင်းဖြစ်ပါတယ်ကျွန်တော်ဒီကစီတက်များတဲ့ဟင်းသိမ်းဟင်းရွက်ဖြစ်ပေမဲ့ပေးဦးမှာပါဝင်တဲ့အမြင်တက်တဲ့ဒီခြေပြက်ရခက်တဲ့ကစီတက်တွေကအစာခြေခြင်းနဲ့တခြားသောကာဗွန်ဟိုက်ဒရိတ်ဆိုယူမှုကိုနှိကဲစေလို့မို့အစာစားပြီးတော့သွေးနဲ့ကြတဲ့ရုပ်တရက်တက်ခြင်းအနေကာကွယ်ပေးတယ်ဒါပေမဲ့အရာပမာဏနေနဲ့စားသုံးနေသူတွေအတွက်သာဖြစ်ပါတယ်တကယ်လို့စီချိုသားတက်နေတဲ့ခါမျိုးဆိုလို့ရှင်တော့ပေးဦးလုံးဝမစားသုံးသင့်ပါဘူး အမှတ်၃ကတော့ကိုလေးတင်ရှင်းချလို့သူတွေအတွက်ဖြစ်ပါတယ်။ပေးဦးမှာရှိတဲ့အမြင်တက်ကပိုက်ပြည့်နေတဲ့လိုခန်းစားရမှုကိုမြင့်တင်ပေးနိုင်တယ်။ပြီးတော့ဒီစုစုပေါင်းကယ်လိုရီစားသုံးမှုကိုလည်းရှင်းချနိုင်ပြီးတော့ကိုလေးချင်းထင်းထင်းရေးကိုထောက်ကူပြုစေလိုပဲဖြစ်ပါတယ်။နံပါတ်၄ကတော့တွေးလို့ယောဂရှိတဲ့သူတွေပြောရရင်နှလုံးယောဂဖြစ်ပွားနိုင်ခြင်းရှိတဲ့သူတွေပဲဖြစ်ပါတယ်။ပေးဦးကပိုတက်ဆီယမ်ဓာတ်ကျေဝါပြီးတော့အပေါ်စားပြောရရင်ဆိုဒီယမ်ဓာတ်ကိုဟန်ချက်ညီစေပြီးတော့သွေးပေါင်းချိန်ကိုထင်းညီပေးနိုင်ပါတယ်။ ဘေးဥမှာပါတဲ့အမြင်ဓာတ်ကကိုလက်စတရောဆင်းကုန်လဲရှင်းချပေးနိုင်လို့မို့ကိုလက်စတရောများတဲ့သူတွေညနေရလဲဒါစားသုံးပေးတဲ့ဇာစာလေးဖြစ်ပါတယ်နံပါတ်9ကတော့ကိုခန်စွာမြင့်တင်လို့ပြီးတော့ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချလို့သူတွေပဲဖြစ်ပါတယ်။ပေယုမှာကွာဆာတင်းနဲ့ဗီတာမင်စီလိုတတိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်ပါတယ်။ခန္ဓာကိုယ်ကိုတတိုးပစ္စည်းတွေအကြောင်းဖြစ်တဲ့ပျက်စီးမှုအနေကာကွယ်ပေးပြီးတော့ကျွန်တော်ဒီကင်ဆာအချို့ပါဝင်ယောဂါဖြစ်ပွားနိုင်ခြေကိုအတန်အသင့်လျှော့ချပေးနိုင်လို့ပဲဖြစ်ပါတယ်။ ။နံပါတ်6ကတော့ဂလူတန်နဲ့ဓာတ်မတည့်တဲ့သူတွေဖြစ်ပါတယ်။ပေးဦးမှာကျွန်တော်တဘာဝအတိုင်းဂလူတန်မပါဝင်ပါဘူး။ဒါကြောင့်မို့ဂလူတန်ကိုမချေဖြတ်နိုင်တဲ့ယောဂါပေါ့နော်။ပြောရရင်ဒီဂလူတန်နဲ့ဓာတ်မတည့်တဲ့သူတွေအတွက်ကတော့ဂျုံမွန်အစားထိုးနေတဲ့ပေးဦးကိုကျွန်တော်ဒီအသုံးပြုလို့ရပါတယ်။စားသုံးပေးလို့ရပါတယ်။ကျွန်တော်ခုပြောပြနေတဲ့အကြောင်းအရာလေးကတော့ဒီပင်းဦးစားသုံးခြင်းနဲ့ပတ်သက်ပြီးတော့သတိထားစားသုံးတဲ့သူတွေနဲ့အဲဒီရရှိလာမဲ့ပင်းဦးစားခြင်းနဲ့ရရှိလာမဲ့အကျိုးကျေးဇူးတွေကိုပြပြပေးခြင်းပဲဖြစ်ပါတယ် ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ဂျာမာရဲ့အကျိုးကျေးဇူးတစုံတရားရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျာမာရဲ့အကျိုးကျေးဇူးတစုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမရေဘုသူတာတွေတို့ပါပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေ